မျက်နာဟာအမြဲတမ်းကြည်လင်ပြီးတော့ပြောဆိုဆက်ဆံမှုအလွန်ကောင်းတယ်ခင်မွယ်မွယ်ကောင်းတယ်ဒီလိုဆိုလိုတာပေါ့နော်မိမိကိုယ်တိုင်ကမေတ္တာတရားပွားများနေတယ်ဆိုရင် သူ့ရဲ့မျက်နာအစင်းဟာဘု து ပေါ်မှရန်လိုတဲ့စိတ်မရှိဘု து ကိုပေါ်မှ အမုန်းတရားမရှိသည့်အတွက်ကြောင့်မျက်နာဟာအမြဲတမ်းကြည်လင်နေတယ်ခင်မွယ်မွယ်ကောင်းတဲ့မျက်နာရှိတယ်လို့ဆိုလိုတာပေါ့ မျက်နှာရှင်ကြည်တီကြည်နှလုံးနဲ့အေးအများရဲ့မုံတိမှုမခံရလို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းအေးချမ်းနေတဲ့ပုဂ္ဂိုလ်တူဟာအာယုန်တစ်ခုပေါ်မှာစူးစိုက်လိုက်တာနဲ့တကြိုင်နဲ့သမာဓိဆိုတာလည်းလင်းလင်းမြန်မြန်ရနိုင်တယ်ဒါကိုတီကြည်နှလုံးသမာဓိဟာတည်နိုင်တယ်လို့ပြန့်လွင့်နေတဲ့စိတ်နေသဘောထားတွေမရှိဘဲနဲ့စိတ်နှလုံးဟာတည်ငြိမ်မှုတွေရတယ်လို့ဆိုလို့